မလေးရှားမှာရှိတဲ့ plastic ဆက်ရုံတရုံကိုမလေးရှားအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးရာမြန်မာ82ဦးအပါအဝင် ပြည်ပလုံသား123ဦးဖမ်းဆီးခံခဲ့ရတယ်လို့မလေးရှားနိုင်ငံကလာတဲ့သတင်းတွေအရသိရပါတယ်။နိုဝင်ဘာ14ရက်မှာမလေးရှားနိုင်ငံဂျိုးဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနကတာဝန်ရှိသူတွေက plastic ဆက်ရုံတရုံကိုဝင်ရောက်စစ်ဆေးရာကနေအခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါစစ်ရုံကအထောက်ထားမရှိတဲ့ပြည်ပလုံသား123ကိုဖမ်းဆီးရမိခဲ့ကြောင်းမြန်မာရွှေပြောင်းလုံသားအမျိုးသား23ဦးအမျိုးသမီး48ဦးနေပေါ်နိုင်ငံသား2ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား45ဦးအိန္ဒိယအမျိုးသား3ဦးအမျိုးသမီး2ဦးပါကစ္စတန်နိုင်ငံသား2ဦးတို့ဖြစ်ကြောင်း ဖန်ဆီးခံရသူတွေမှာအသက်20ကနေ48နှစ်ကြားရှိတယ်လို့သိရပါတယ်။ဖန်ဆီးခံရသူတွေကိုမလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဥပဒေနဲ့အရေးယူထားပြီးဆက်လက်စစ်ဆေးအရေးယူနိုင်ရေးအတွက်လူဝင်မှုကြီးကြပ်ရေးမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။